တရင်မသမ ्या အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျူဆာတရင် channel မှာဒီကနေ့မတ်လ20ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရက်ခံအပ်ပါတယ်ခင်ဗျာခုတကပထမအ우ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းအောင်လင်းကိုဖန်ဝင်းရန်ထုတ်ရန်ပြင်ဆင်နေတဲ့ ICC တရားရုံးရဲ့လုံရက်တွေမှာယွန်းနေတယ်လို့ဂျန်ဖို့ဥက္ကဋ္ဌခင်ကြီးထွက်ပြောကဖိလစ်ပိုင်တမန်တော်ဟောင်းဒေါတာဒေးကို ICC တရားရုံးကဖန်ဆီးစစ်ဆေးနေမှု မယောင်းနိုင်တဲ့နေပြည်တော်မှာဘိုးချုပ်များထိတ်လန့်တုန်လုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စေကောင်းဆောင်အချမ်းဖတ်မယောင်းနိုင်ကိုဖန်ဝင်ရထုတ်ရန်ပြင်ဆင်နေတဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ရဲ့လုံရက်တွေဟာမာယွင်းနေတယ်လို့ဂျပန်ဥက္ကဋ္ဌခင်ကြီးကထွက်ပြီးတော့ပြောဆိုလာပါတယ်။ယမန်နေ့က ICC တရားရုံးရဲ့လုံရက်များပေါ်ဂျပန်ဥက္ကဋ္ဌခင်ကြီးရဲ့သုံးသက်ချက်ဗီဒီယိုကိုစတက်လော်ဘီ Telegram Channel များမှတစ်ဆင့်ထုတ်ပြန်လာပြီးတော့အဆိုပါသုံးသက်ချက်ဗီဒီယိုမှာဂျပန်ခင်ကြီးမှဖိလစ်ပိုင်သမ္မတအောင်ဒူတာဒေးကိုဖမ်းဆီးတရားစွဲဆိုစစ်ဆေးနေတဲ့ ICC တရားရုံးရဲ့လုံရက်တွေဟာ နိုင်ငံတနိုင်ငံရဲ့ချုပ်ကြအာဏာကိုထိပါတဲ့မာယွန်းနဲ့လုံရံများဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပါတယ်။ဖိလစ်ပိုင်သမ္မတအောင်မစ္စတာတူတာဒေးကို Crime Against Humanity လို့ခေါ်တဲ့စွဲချက်နဲ့ ICC ရုံးချုပ်ရှိတဲ့တဟိတ်ကိုခေါ်ယူပြီးတော့အရင်မှာဂျိုတင်တရားစီရင်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်။ခနေ့ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကွင်းဆက်တွေကိုလေ့လာကြည့်တဲ့အခါမှာကျွန်တော်ထိခြားလေ့လာကြည့်တာမှာနံပါတ်၁သူ့ရဲ့ဖွဲ့ဝင်မဟုတ်တော့တဲ့နိုင်ငံမှာသူကသွားပြီးတော့တရားရေးအရာအကျိုးသက်ရောက်မှုရအောင်ယူရဲဆိုတာကဒါကမှားနေတယ်။ ဒီလိုမာယွန်းချင်းဟာတဆိုင်ရနိုင်ငံရဲ့ကြောက်ကြအနာပိုင်ဆိုင်မှုကိုထိခိုက်ဆော်ကားတာဖြစ်တယ်လို့ ICC ရဲ့မာယွန်းနဲ့လုံရဲ့ဖြစ်ကဘာမှာမှတ်တမ်းတင်သွားနေတာပေါ့လို့ဂျန်ပိုဥက္ကဋ္ဌခင်ကြီးကပြောဆိုပါတယ်ဖိလစ်ပိုင်မှာမူရီဆေဝါတိုက်ပြတ်ရေးအမိခံပြီးတော့လူသားမျိုးများကိုတပ်ဖြတ်ခဲ့တဲ့ရာဇဝတ်မှုဆိုင်ရာဆွဆွဲချက်တွေနဲ့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဘဏ်ဝန်ရမ်းထုတ်ထားတဲ့ဖိလစ်ပိုင်တမန်ဟောင်းဒူတာတေးကိုဖိလစ်ပိုင်အစိုးရကမတ်လ17ရက်နေ့မှာဖမ်းဆီးခဲ့ပြီးတော့နယ်သာလန်နိုင်ငံတဟိတ်မျိုးကိုပို့ဆောင်လိုက်ခြင်းဖြစ်ခါရကူးက ICC တရားရုံးကစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီလည်းဖြစ်ပါတယ် ဒါအပြင်ချန်ဖိုးခင်ကြီးကနိုင်ငံတကာနိုင်ငံမှာတရားဥပဒေစိုးမိုးရေးဆောင်ရွက်ရတဲ့တော့လူခွင့်ရေးတန်တူညီမရေးနဲ့တစ်ဖက်သက်စဉ်းစားလို့မရပဲတရားဥပဒေစိုးမိုးရေးနဲ့အချုပ်ချအာဏာကိုလည်းဆောင်ရွက်ချိန်ထိုးကြီးစုရန်လိုအပ်တယ်လို့သုံးသပ်ပြောဆိုပါတယ်အခုကဘာရင်အကြီးနိုင်ငံနေနဲ့အင်အားကြီးဖွဲ့စည်းတွေကလူခွင့်ရေးတန်တူညီမမှုတွေကိုအဓိကထားပြောနေတယ်လို့တစ်ဖက်ကလည်းနိုင်ငံတကာနိုင်ငံရဲ့အချုပ်ချအာဏာနိုင်ငံတကာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေရတဲ့အချက်ကိုချိန်ထိုးကြီးစုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်အခုလိုတစ်ဖက်သက်စဉ်းစားလို့တော့အပြေမမရနိုင်ဘူး ီကနေ့အာမနာတန်ပြောရလို့ရှိရင် ICC ရဲ့ဆောင်ရွက်ချက်တွေကကျွန်တော်လေးလာကြည့်တော့အာဖရိကနဲ့အာရှပေါ်မှာအကျိုးသက်ရောက်မှုပဲရှိပြီးတော့တချို့နိုင်ငံတွေပေါ်မှာတော့အကျိုးသက်ရောက်မှုမရှိပါဘူး။ Double standard လို့ဖြစ်နေတာပေါ့။လို့တမျိုးမလို့တမျိုးဖြစ်နေလားလို့သုံးသက်ရမှာပဲဖြစ်ပါတယ်လို့ခင်ကြီးကဆိုပါတယ်။ဒါပြင်ပြီးခဲ့တဲ့မတ်လ17ရက်နေ့ဖိလစ်ပိုင်တမန်တော်အောင်ဒေါက်တာဒေးကို ICC တရားရုံးသို့ဖမ်းဆီးပို့ဆောင်ခဲ့မှုတရင်ဟာ ICC တရားရုံးကဗန်ဝင်ရန်ထုတ်ရန်ပြင်ဆင်နေတဲ့စေကောင်းဆောင်နဲ့မိသားစုပေါ်တရားမှုများရှိခဲ့ပြီးတော့ ICC တရားရုံးကဘန်ဝင်ရန်ထုတ်ရင်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများနဲ့ပတ်သက်ပြီးစေကောင်းဆောင်မှာစီရင်ခံစာများတင်ပြခိုင်းမှုတွေရှိနေကြောင်းဖိလစ်ပိုင်သမ္မတဟောင်းကို ICC တရားရုံးကဖန်ဆီးခဲ့မှုဟာစေကောင်းဆောင်နဲ့နေပြည်တော်မှာဗိုလ်ချုပ်များချားမှာထိန်းလန့်ဆိုးရိမ်တုံ့လုံမှုတွေဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတက်ဆက်ပေးခြင်းတဲ့တွင်ကတော့ရန်ကုန်မှာငွေကျပ်96ဘီလီယံကျော်မူရည်စေဝါများဖမ်းမိမှု AA နဲ့ပတ်သက်တယ်လို့စကောင်းစီရဲ့ထုတ်ပြန်ချက်ဟာနိုင်ငံရေးတိုက်ခါချဒိုးနဲ့တိုက်ခိုက်ရုံးမှမှုဖြစ်အေးကတုံ့ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရန်ကုန်မှာငွေကျပ်96ဘီလီယံကျော်မူရစေဝါများဖမ်းမိမှုအေအေနဲ့ပတ်သက်တယ်လို့ဂျမက်စကောင်းစီရဲ့ထုတ်ပြန်ချက်ဟာနိုင်ငံရေးတိုက်ခါချားတဲ့ဒုနယ်တက်ခိုင်းမှုဖြစ်အေအေကတုံ့ပြန်ပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့မတ်လ6ရက်နေ့ည9:30မိနစ်အချိန်မှာရန်ကုန်တိုင်းတကူမြို့သိထောင်ပိုင်း134ရပ်ကွက်စင်မြူရှင်လန့်အမှတ်46 56ခုမှာရှိတဲ့ကိုတောင်မှမူရစေဝါများဖမ်းဆီးရရှိကြောင်းအဆိုပါမူရစေဝါများကိုအာရခတ်တော်အေအေရဲ့စေဝါရေးထောက်ဝင်ခံရဲဝင်းခေါ်ကျော်စိုးလင်းနဲ့စနီးဖြစ်တဲ့ရွှေကောင်းတာဆက်လီပိုင်ရှင်မတိရမြင်းတို့ကစီမံခန့်ခွဲပြီး မလေးရှားနိုင်ငံကိုပို့ဆောင်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းအဆိုပါမူရစေဝါများဟာငွေကျပ်96ဘီလီယံကျော်တန်ဖိုးရှိတဲ့အိုက်စ်သုံးတန်းကျော်ကတမဲ200ကီလိုနဲ့တူမူရကုန်ကူဘွဲကိုရန်ကုန်မြို့မှာဖမ်းဆီးရရှိခဲ့တယ်လို့စကောင်းစကားထုတ်ပြန်ပါတယ်အဆိုပါမူရစေဖမ်းဆီးမှုဖြစ်စဉ်တွင်တန်းလွင်ဝေယအောင်ခေါ်တိုင်တန်ကောင်းဆက်ခေါ်ပေါင်ချိန်ရဲရင်နိုင်လာတန်ဦးခေါ်ရာကိုဆိုတဲ့လူ၅ဦးကိုမော်တော်ယာဉ်သုံးစီးနဲ့တူဖမ်းဆီးရမိခဲ့ကြောင်းမူရစေဝါများကိုဝါကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့ဗန်ဆန်မြို့မှာနေထိုင်တဲ့တင်မောင်ဝင်းရဲ့ကိုကဲမှုနဲ့ ်တန်းလွန်ဆိုသူကတည်ဆောင်ပေးခြင်းဖြစ်ကြောင်းရန်ကုန်မြို့မှာတဆင်ပြန်နဲ့ရောင်းချနေတဲ့ဟင်းစုသူကိုစောစောအောင်အောင်ကိုကိုခေါ်ထင်းနှင်းပြင်းနဲ့တင်လာစားတီတို့ကိုလည်းဖမ်းဆီးထားကြောင်းစကုံးစကားထုတ်ပြန်ပါတယ်။ဒါပြင်ကြောကြောသိန်းခေါ်အသေးလေးရွှေခေါင်းသာဆက်လီနဲ့မလေးရှားပင်လယ်ပြင်ကိုတာဝန်ခံပို့ဆောင်သူမင်းမင်းစိုးကိုလည်းလွန်လင်းမြို့မှာဖမ်းဆီးရမိခဲ့ကြောင်းဆက်ဆက်သူမျိုးမင်းစိုးခေါ်ကိုမျိုးကျော်ဝေထွန်းဒိန်ထုံးကိုအတန်းစင်ဒိန်ထုံးကိုအတန်းစင်ရန်ရှင်ရောက်နေစောစောအောင်တို့ကိုလည်းစိတ်ကြီးခနောင်းတို့မှာရွှေခေါင်းသာဆက်လီနဲ့တို့ဖမ်းဆီးရမိခဲ့ကြောင်း ဒါပြင်အရကတတော်အေးစီပွားရေးတာဝန်ခံရဲဝင်းခေါ်ကျော်စိုးလင်းနဲ့စနီမတိတာမြင့်တို့ကတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့တို့မှာကိုပိုင်ခင်များရှိပြီးခရီးသည်တွေမှန်လို့ရင်16စီပန်းဆိုင်ထားတယ်လို့စကောင်းစစ်ကဆိုပါတယ်။အေးရဲ့ထုတ်ပြန်ချက်ထဲမှာတော့စီရေးရာရင်းနေတဲ့စကောင်းစစ်ကအေးကိုနိုင်ငံရေးထိခါချဒိုးနဲ့တက်ခိုင်နေကြောင်းမိုးရီဆေဝါဖန်စီရာရှိမှုမှာအေးရဲ့အမိနာမကိုထဲသွင်းထားရုံမကအဆိုပါတရင်ပါခေစားရများကိုတင်းဆက်ဆက်ပတ်သက်နေတယ်လို့ဆိုဆိုနေကြောင်းအဆိုပါမိုးရီဆေဝါတရင်နဲ့အေးရဲ့ချားမှာ ်ဤသို့မှဆက်စပ်မှုမရှိတာကိုအတီလင်းပြသစွာပြောကြားလိုကြောင်းတုံ့ပြန်ပါတယ်။ဒါပြင်မူရဲ့စေဝါများဒုစရိုက်များနဲ့ခေတ်သစ်အွန်လိုင်းလုံငစာချပြင်းကိစ္စတွေဟာအချမ်းဘက်ဆေးဥစုဖက်စစ်စကောင်းစီရဲ့ထိန်းချုပ်ထားတဲ့နေရာများဖြစ်တဲ့မြေပြည်တော်ရန်ကုန်မန္တလေးပါဝင်စကောင်းစီမှာခေတ်ဆက်ဆက်လက်တက်မွေးထားတဲ့ပြည်သူစစ်များကြီးစိုးထိန်းချုပ်ရာနေမြေတွေနဲ့အချင်းပြက်အာဂတိလိုက်စာလက်ဖေးလက်ယူစစ်ဘုတ်ချုပ်ကြီးများပိုင်ဆိုင်တဲ့နေရာများမှသာအဓိကတွေ့ရလေရှိကြောင်းလောင်ဝဲသားနဲ့မူရဲ့စေဝါကိစ္စရများအားလုံးမှာအချင်းပြက်ချာစာလက်စားတဲ့စကောင်းစီဘုတ်ချုပ်ကြီးများပါဝင်ပတ်သက်နေမှုတွေရှိပြီးတော့ ဒါက၎င်းတို့ရဲ့လက်ချက်တွေသာဖြစ်ကြောင်းငင်းမရတဲ့တက်တေထောက်ထားများဟာလည်းတက်တေခံရရှိကြောင်းအရေးကထုတ်ပြန်ပါတယ်။စကောင်းစက၎င်းတို့စီရေးရအရင်းနေတဲ့အချိန်များမှာနိုင်ငံရေးအောက်လုံးထုံးနှက်ချက်နဲ့ဒိက္ခာချမှုတွေကိုအချိန်ကပ်ပြုလုပ်လေးရှိတာဟာစစ်တပ်ရဲ့လုံးလေးကြအချင်းနဲ့လုံးလေးလုံးထားရှိတဲ့နိုင်ငံရေးရုံမှောင်မှုတွေဖြစ်ကြောင်းအေးနေနဲ့မိုးရစေဝါနဲ့မြေတုံးမှာဆက်ဆက်မှုမရှိကြောင်းအေးကထုတ်ပြန်ညင်းဆိုထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့လေမျက်နှာမျိုးနဲ့မှာတိုက်ပွဲတွေပြင်းထန်နေပြီးဒဏ်ရာရစကောင်းစီတပ်ဖွဲ့ဝင်အများအပြားကိုပတိန်တို့ပို့ရမှာ လမ်းမှာတည်ဆုံကုန်နေဆိုတဲ့သတင်းကိုတက်ဆက်ပေးကြပါမယ်။ ARV တိုင်းလေမျက်နှာမျိုးနဲ့ချင်းနဲ့ခြေဝါနဲ့ဆဆိုင်ရိုခြေဝါတို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စကောင်းစစ်ကဒဏ်ရာရတပတ်ဝင်များကို ပတိန်တို့ကိုရေးပေါ်ပို့ဆောင်ရမှာလမ်းမှာပင်တည်ဆုံကုန်ကြတယ်လို့သိရှိရပါတယ်။လေမျက်နှာမျိုးနဲ့ပတိန်မုံရွာကားလန့်ရုံမတော်နေမှာရှိတဲ့ချင်းနဲ့ခြေဝါဘက်သို့စကောင်းစီတပွဲကစစ်ကြောင်းတို့ဝင်ရောက်လာတာကြောင့်ပြီးခဲ့တဲ့မတ်လ19ရက်နေ့မှာအေးပူပေါင်းတပ်ဖွဲ့နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပိုတုံးကတော့ဒဏ်ရာရတယ်။အရေးပေါ်အခြေအနေတွေကိုခါးနဲ့ပတိန်ကိုခေါ်လာတာ ဈေးရုံမရောက်ခင်လမ်းမတင်တေကုံလို့အကုန်ရေခဲလိုက်တယ်ပို့လိုက်ရတယ်။ဒီတွေ့တိုက်ပွဲကချင်းနဲ့အထိရောက်နေပြီလို့စီရေးတရင်ချင်းမြေကပြောပါတယ်။စကောင်းစကားချင်းနဲ့ခြေဝါမှာအခြေချတက်ဆွဲထားပြီးခြေဝါတို့မှာရှိတဲ့ဒေသခံများကိုဘုံကြီးချောင်းဝင်းတို့မှာပိတ်ဆို့ထားပြီးတော့စစ်ဆေးနေတယ်လို့ဒေသခံများထံကသိရပါတယ်။ဒါပြင်စကောင်းစကားငတိုင်းချောင်းမျိုးနာမကိုညီရဲ့အတင်းဖြစ်တဲ့အာယုပါလာမှာရှိတဲ့လူနာတရင်များကိုဒဏ်ရာရတပုတ်ဝင်များကိုခေါ်ဆောင်ရန်တို့အတင်းပြင်ထားရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်လေမျက်နှာမျိုးနဲ့တို့မှာရှိတဲ့ဝကုံလဲခုံကြီးလဲခုံလေး ရှားတော်စုစံကုန်စားတဲ့ခြေဝတ်များမှာဒေသခံများရေးပေါ်အပြောင်းရွှေ့နေရတယ်လို့သိရပါတယ်။လက်ရှိမှာတာပေါင်းမျိုးနယ်အတွင်းမှာရှိတဲ့အမြောက်တပ်၃လေးလေးအနည်းနဲ့ဒဲပြူခြေဝါခင်မုန်းချင်ကုန်းတို့မှာအကြမ်းမဲ့စကောင်းစီနယ်အေးအေးပုံတပွဲတွေတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စကောင်းစီကလေးချောင်းကနေပြစ်ကူပေးလျက်ရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ခုခိုက်မှာဒေနလေးရဲတပ်ဖွဲ့ကဗီဒီယိုတပ်ဖွဲ့ဝင်များထံမှလက်နက်ခေရန်များပါဝင်မြန်မာချက်ဒိန်တထောင်ကျော်နဲ့စကားလင်းဆက်များတင်ယူရဲဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ ပြီးခဲ့တဲ့မတ်လ16ရက်နေ့ညနေ3:45မိနစ်ချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းကောက်ခိုင်မှာတင်းနယ်လေးရဲတပ်ဖွဲ့မှ BDF တပ်ဖွဲ့ဝင်များထံမှလက်နက်ခဲယမ်းများပါဝင်ငွေကျပ်ဒိန်1000ကျော်နဲ့စစ်တွေ့ရေးပစ္စည်းစကားလင်များသိမ်းယူသွားတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မတ်လ16ရက်နေ့ညနေ3:45မိနစ်ချိန်မှာစကိုင်းဘက်ကနေတက်လာတဲ့ BDF တပ်ဖွဲ့ဝင်ရဲဘော်ဆယောက်မှကိုခိုင်မျိုးရကွက်ရှင်းမှာရှိတဲ့အောင်ချမ်းသာစားတောက်ဆိုင်မှာဝင်လာနေချိန် DNL ရဲစခန်းကဘိုးအောင်စိုးဦးတို့အဖွဲ့ရောက်လာပြီးတော့ BD ရဲ့ရဲဘော်များပါလာတဲ့လက်နက်ခဲယမ်းများ မြန်မာငွေချက်3080စတာလင်ဆက်တခုနဲ့မိဘတခုကိုတင်ယူသွားတယ်။သူတို့ရဲစခန်းကိုခေါ်သွားပြီးတော့စစ်ဆေးမေးမြန်းပြီးပီဒီအက်တဖွဲ့ဝင်အကုန်လုံးကိုပြန်လုပေးလိုက်ပြီလို့သိရပါတယ်လို့ရှမ်းမြောက်စစ်စင်ရေးတရင်ရင်းမြစ်တခုကပြောဆိုပါတယ်။စခန်းဘက်ကပီဒီရဲ့ရေဘော်တွေပါလာတဲ့လက်နက်တွေငွေနဲ့စက်သွေးတွေစက်တွေကအာနာတိန်စကားစားကိုဒေါ်လာမျိုးပြည်သူတွေကပေးလှူထားတာလို့သိရတယ်။ဒါကိုတင်တယ်လေရဲတပ်ဖွဲ့ကပြန်ဖမ်းယူတယ်ဆိုတော့တိတ်တော်မဟုတ်သေးဘူး။ပြန်လုပေးတဲ့အချိန်မှာပီဒီရဲ့ရေဘော်တွေခိုင်ဆောင်ထားတဲ့လက်နက်တချို့စီးနင်းလာတဲ့ခါနစီနဲ့တူ350တော့ပြန်ပေးလိုက်တယ်။ ကျန်းတဲ့ဒိန်တထောင်ကျော်လမ်းနဲ့တချို့နဲ့စက်တွေရေးပစ္စည်းတွေကိုသူတို့တင်းနယ်လေးဘက်ကတင်းယူလိုက်တယ်လို့ကြားတယ်လို့အစိုးရစည်ရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်။ဒါပြန်ကိုခိုင်မြို့မှာရှိတဲ့ KIO အစိုးရရဲ့ဆက်စပ်ရေးရုံးနဲ့ဒေသခါကွယ်ရေးရုံးတို့ကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့ညနေပိုင်းမှာတင်းနယ်လေးတပွဲမှာတရားမဝင်လာရောက်တင်းယူခဲ့ပြီးတော့ KIA တပွဲဝင်20ဦးကိုရိုင်းတဲ့အခါကိုခိုင်မြို့စီပင်အမိုက်တင်ကားနဲ့ရှုပ်ခင်းတာကုန်းတီမြင်တော့ခဲ့ပြီးတဲ့နောက်လက်ရှိမြို့ထဲမှာ MNTA နဲ့တင်းနယ်လေးတပွဲဝင်များကသာဇဝစ်စုံနဲ့လက်နက်ခဲယမ်းများနဲ့တွေ့ရတော့တယ်လို့ကိုခိုင်ဒေသခံတဦးထံမှသိရပါတယ်။ အလားတူကိုခိုင်မျိုးမှာရှိတဲ့ KNU စစ်ဆင်ရုံးကို DNL မှမတရားဝင်ရောက်သိမ်းပိုက်ခဲ့တဲ့မဆလာ9ရက်နေ့ညနေပိုင်းမှာကိုခိုင်မျိုးတို့ဝင်လာတဲ့ PDF တပုတ်ဝင်တအုပ်ကိုလည်းဒိုကိမှာဖမ်းဆီးကာရဲစခန်းမှာတပတ်ကြာချုံနှောင်ထားပြီးတော့ငွေနဲ့သိန်းပေးဆောင်ခိုင်းကမဆလာ14ရက်နေ့မှာပြန်လည်လုပေးခဲ့တယ်လို့ PDF တပုတ်ဝင်ရရှိတအုပ်ထံမှသိရပါတယ်။ယခုရပိုင်းတော့မှာစကောင်းစီကိုတော်လန်နေတဲ့ဒါပြင်ယခုရပိုင်းတော့မှာစကောင်းစီကိုတော်လန်နေတဲ့အခြားသောလက်နက်ကင်ပွဲစီများကိုခိုင်မျိုးတွေမှာတွာလာလှူရှာမှုရှိမရှိ DNA တပ်ဖွဲ့များဒုဆုံဆန်းစောင့်ကြည့်ကလိုင်းနဲ့စစ်ဆေးနေတယ်လို့ဒေသခံများကလည်းပြောပါတယ်။အရင်နောက်အာစာစစ်ကောင်းဆောင်ဖမ်းဆီးမှု Hate နဲ့ Bruno Eri ဆိုတဲ့ဆောင်းပါရှင်ဆရာလာဆိုးဝီရဲ့ရေးသားဖွပြထားမှုကိုတင်ဆက်ပေးချင်ပါတယ်။ဗင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်များကအာရဂန်ရူဝင်ချာကတင်ရေးတယ်လို့အမည်ပေးထားတဲ့အာစာကောင်းဆောင်အပူအာမဂျူနိုအနေနဲ့အပေါင်းပါများကိုမျိုးတော်တက္ကအနည်းရှိ၎င်းတို့ကိုအောင်ရနေရာများကိုအင်္ဂါနေ့ကလိုက်ရဖမ်းဆီးရမည်သွားပြီးဖြစ်ပါတယ်။၎င်းတို့ကနိုင်ငံမှာတရားမဝင်ရောက်ရှိနေမှုဖောက်ခွဲရေးနဲ့ချမ်းပတ်လုံရများတို့ရဲ့ရေးရွသွားမယ်လို့သိရပါတယ်။ ဂျူနိုနီယာပါကစ္စတန်မှာမွေးဖွားပြီးမကမာကြီးပင်းခဲ့သူဖြစ်ပါတယ်။၎င်းကဘင်္ဂလားဒေ့ရှ်ထဲကိုခြေကုပ်ယူပြီးမြန်မာဘက်ချမ်းသူဝင်ရောက်တိုက်ခိုက်နေသူလည်းဖြစ်ပါတယ်။အာဇာဘွဲဟာလူရင်းကြဒုက္ခတွေစကမ်းများကိုထိန်းချုပ်ထားနိုင်ရေးအတွက်ပြန်ပေးဆိုးရဲ့လူတက်မူရီစေဝါများရောင်းဝယ်ခြင်းအစားရှိတဲ့လုပ်ရည်တွေဂျူလွန်လာခြင်းကြောင့်စကမ်းထွင်းလူရင်းကြဒုက္ခတွေရာပေါင်းများစွာတည်ဆုံးခဲ့ရတယ်လို့ဘင်္ဂလားဒေ့ရှ်တောက်လိုင်းရရှိတဲ့ကဆိုပါတယ်။ယခု KIA တရားသူကြီးမှ၎င်းကအသေးစိတ်စစ်ဆေးရန်ရဲဘွဲကိုအမိန့်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ယခုထိကျန်းတို့နေရာနိုင်ငံတို့ရဲ့မြေတုံးကြီးပုံရောက်ရှိပြီးနေထိုင်တာကိုတဲတဲကိုကိုမသိရသေးဘူးလို့ဆိုပါတယ်။အာစာအာ2016မှာဆော်ဒီအာရေဗီးယားရောက်လူဝင်ချများနဲ့ဖွဲ့စည်းခဲ့ပြီးစစ်တင်များကိုပါကစ္စတန်ဒိုမို့အာဖဂန်နစ္စတန်မှာတက်ရောက်ခဲ့ပုံရှိတယ်လို့နိုင်ငံရေးချက်တဲများလေးလာရေးဖွဲ့ကဆိုပါတယ်။2019မှာနေဆက်ကိုတက်ခိုက်လာပြီးစစ်တပ်ရဲ့မေလန်စနစ်ချေတုံးလာတာကြောင့်ဘင်လားဒေ့ရှ်မှာလူဝင်ချတတန်းခန့်ထွက်ပြေးခိုးလုံသွားပြီးကမ္ဘာအခြေစုံဒုက္ခသည်စကန်ကြီးဖြစ်အောင်စေကောင်းဆောင်များကဖန်တီးခဲ့ပါတယ်။ယခုကဒေါ်နယ်ထရန့်ရဲ့ရန်ပုံငွေတွေဖျက်ထောက်ခဲ့မှုကြောင့် ကမ္ဘာစာနေရေးကအစီအစဉ်မှာဆက်လက်ထောက်ပံ့နိုင်စွာမရှိတော့ပဲမိသားစုတစုတွေလာဆင်ပေးနေကြဒေါ်လာ90ကိုမတ်လ19ရက်နေ့မှာနောက်ဆုံးချိန်ဖြစ်လက်ခံရရှိတော့မှာလည်းဖြစ်ပါတယ်။ဒေါ်စာစုကြီးအားဆိုပါပြဿနာစတဲ့မီမွေးလာဆင်ကလေးကဒုံမရဲ့လုံပိုင်းခွင်တကဖြည့်ရှင်းပေးနိုင်ရန်ကိုဗီယာနန်ကော်မရှင်ကိုဖွဲ့စည်းပေးခဲ့ပါတယ်။အဆိုပါဘွဲရဲ့ထောက်ခံတင်ပြချက်များတိုင်းရင်ဂျာတို့ရဲ့နိုင်ငံသားဖြစ်ပိုင်ခွင်နဲ့တောင်းဆိုမှုများအားလည်းနိုင်ငံတကာစံနှုန်းများနဲ့ညီဖြည့်ရှင်းပေးသွားမည်။၎င်းတို့ရဲ့ပညာရေးချမ်းမာရေး အလုပ်ပိုင်းကွန်လမ်းများတို့အစီအမံများကိုလည်းချမှတ်ပေးသွားမယ်လို့စီစဉ်လာခဲ့ပါတယ်။သို့တော့နောက်တိုင်းသတင်းမီဒီယာများက၎င်းတို့ရေးချင်တဲ့သတင်းမျိုးမဟုတ်တာကြောင့်ဒေါင်ဆန်လို့ကြည်ဟာရိုင်ဂျာတည်နာပေါ်အတန်တိတ်နေတယ်လို့စစွဲလာကြကြောင်း Fagus အလုပ်ကဒီပီပီမှာမချလ16ရက်နေ့ကယခုလိုရှင်းလင်းရေးသားခဲ့ပါတယ်။ဟိတ်မှာရှိတဲ့နိုင်ငံတရားရုံးမှာဒေါင်ဆန်ဆိုကြည်ဟာမြန်မာစစ်တပ်ကကူးကန်ချေပါပေးခဲ့တယ်လို့ပင်စစွဲလာခဲ့ပါတယ်။တကယ်တမ်းမှာဒူမမမြန်မာဟာတို့တို့ရက်ဆက်ချမ်းချုံမှုတွေကိုပြည်တွင်းမှာသာစစ်ရေးယူပိုင်ခွင့်ရှိတယ်ဆိုတော့ နိုင်ငံရဲ့ချုပ်ချာအာဏာကိုကူးကံခောက်ွယ်ခြင်းသာဖြစ်ပါတယ်။ဒီမိုကရေစီလိုလားတဲ့ပြည်သူတရားလုံးကတကယ်နဲ့ရွေးချယ်တင်မြှောက်ထားခဲ့ပေမဲ့လက်တွဲမှာပြည်မှုတွေကျိုးလွန်ထားတဲ့စစ်တပ်နဲ့အာဏာကိုခွဲဝေခြင်းတုံးနေရတဲ့အဖြစ်ကိုမတိကျုံ့ုံပြုဝေဖန်ခဲ့ကြခြင်းဖြစ်ပါတယ်။၎င်းတို့ရဲ့အထိပယ်ပွင့်ဆိုချက်များအယူအဆများနဲ့ထင်ရှားများတွေကိုရေးသားခဲ့ကြတာကြောင့်လက်တွဲမှာရိုဝင်ဂျာတို့တို့ကကာဖရက်စ်အရေးလွှမ်းမိုးမှုသာဖြစ်လာခဲ့ပါတယ်။ဆိုလိုသည်မှာဂျာမန်စာရေးဆရာကြီးဖရန်ကာဖကာရဲ့တရားခွင်ဝတ္ထုလိုဘျူရိုကရေစီကျုံ့နေစနစ် မတရားတဲ့ဆဆွဲမှုများနဲ့လူတအုပ်ရဲ့အခွင့်အရေးများကိုလဲလှယ်ချိုးတဲ့စနစ်တို့ကြောင့်တွေရမဲ့ဘဝနဲ့မုန်းချက်နေတဲ့အိမ်မက်ဆိုးများတာဖြစ်လာစေခဲ့ပါတယ်။အာဂျင်တီးနားတရားရုံးမှာအသက်89နှစ်ရှိပြီးမိသီးနေရာမှမတိတဲ့တနေရာမှာလျှို့ဝှက်ချုံတော်ခံထားရကမိလူနဲ့မှလည်းဒိုးကွေမရရှာတဲ့နိုင်ငံတော်တိုင်မေကန်အားဘုံမတိပါမတိနဲ့ဖန်ဝင်ရန်ထုတ်လာခဲ့ပါတယ်။ဆောင်းမရှင်ကမိမိနဲ့ဩစတြေးလျပညာရှင်ဘမောက်ခအလန်ကလီမစ်တို့မှဒုံဆန်းစုကြည်နဲ့မိတို့မှပတ်သက်မှုမရှိကြောင်းတစ်ချက်ကိုသေစိတ်တင်ပြခဲ့ပြီးဖြစ်ပါတယ်။သူမကိုယ်တိုင်လည်းပါဝင်ပတ်သက်မှုမရှိ ထိန်ချုံနိုင်စွာနဲ့မရှိတဲ့အမျိုးသမီးကြီးဟာအနောက်တိုင်းမီဒီယာများရဲ့စက်ထုတ်အတိုင်းဖြစ်တဲ့ချီဆိုင်ရွေးချယ်အတင်းက2019မှာအမှုနဲ့ဆွဲသွင်းခဲ့ခြင်းဖြစ်ပါတယ်။အာဂျင်တီးနားတရားရုံးက၎င်းတို့ရဲ့အမှုကိုအနိုင်ပေးပြီးသူမကိုပါဘာဝင်ရထုတ်လာတဲ့အခါမှာတော့ရုပ်ချီးဆိုသလို၎င်းတို့ရဲ့တင်ပြချက်ကိုမစင်စားဘဲစီရင်ခဲ့ခြင်းဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။အနောက်တိုင်းမှာမင်းအောင်လိုင်းဆိုတဲ့နာမည်ဟာတာမန်ညောင်ညတာဖြစ်တာကြောင့်ဒီကဘာလုံးတည်တဲ့တုံဆန်းစုကြည်ကိုနိုင်ငံတကာကပို့ပြီးတော့အာယုံစိုက်လာအောင်ဆော့ထည့်ခဲ့ကြခြင်းတာဖြစ်ပါတယ်။တုံဆန်းစုကြည်ရဲ့ပြစ်မှုဟာ ကဘာတဝန့်ထင်ရှားကျော်ကြာသူဖြစ်နေခြင်းကြောင့်သာဖြစ်ပြီးတော့နိုင်ငံရေးကြောင့်မဟုတ်ပါ သူမှာရုံးတင်ခဲ့ချခြင်းတည်းလဲမီဒီယာများနဲ့ထင်ပေါ်ကျော်ကြားမှုကြောင့်သာဥပဒေလမ်းကြောင်းတိုင်းမဟုတ်ဘဲနဲ့အတူအောင်တရားစီရင်ခဲ့မှုသာဖြစ်ပါတယ်ပြည်သူတွေရဲ့ကိုယ်ကံတွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးတင်နားဆင်ခဲ့တဲ့သတင်းပတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြင်ပြင်ပြပါသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြအွှန်လန်းချမ်းမြေကြပါစေခင်ဗျာ